လောကကြီးကဒါကြောင့်မို့လို့ပဲလေကြည်လူတွေကြည်လိုက်ရင်သေချာစဉ်းစားကြည်အကုန်လုံးတလောကလုံးကြီးကိုခြုံပြီးတော့ကြည်နိုင်မယ်ဆိုရင်လူတွေကဘယ်လိုနေတုံးဆိုလို့ရှိရင်ကြည်ငိုနေတာလည်းတွေ့ရမယ်ရင်းနေတာလည်းတွေ့ရမယ်နော်ငယ်ငယ်တော့ဒါမို့ပြောတာငိုရင်ငိုရင်နဲ့တချို့ကငိုငိုပြီးရီးပြန်ရော တေချာစဉ်းစားကြည့်လိုက်ငိုလိုက်ကြည့်လိုက်ဆိုတာအယူနဲ့မတူဘူးလားမှန်ပါတယ်ခင်ဗျာอืมတကယ်ပဲဆင်းရဲဒုက္ခတွေကိုမေ့မေ့ဖြစ်ကြတယောက်နဲ့တယောက်ရံဖြစ်ကြရိုက်ကြနှက်ကြအော်ပြီးတော့ကြတော့ကြည်နူးနေကြဩဒုက္ခကိုဒုက္ခလို့ထင်လိုက်အမျိုးမျိုးအလှဲစားမှုကိုခံနေရတယ်ဟုတ်ကဲ့လား အဲ့ဒီသဘာဝရဲ့လက်စားမှုခံနေရတာတွေကိုလက်စားမှုခံရတယ်လို့မထင်ဘူးကျဉ်းတ်နေကြတယ်တခါတော့ကဝိသခာသတ္တဗံမျိုးသမီးကြီးကျောင်းမကြီးဝိသခာသူ့ရဲ့မြေအမျိုးသမီးလေးကတိတ်အားကိုးရတယ်သူကလည်းဆွန်ကျွေးဝါသနာပါတော့အိမ်မှာအမြဲတမ်းတန်ဃာတွေဆွန်ကတ်လေးရှိတယ်ဆွန်ကတ်တဲ့အခါမှာ ဒီမေးလေးကသူနဲ့အတူနေပြီးတော့ဝေယဝိဆဆောင်ရွက်ဖို့ရတယ်။အဲ့ဒီမေးအမျိုးသမီးလေးဟာရုတ်တရက်ဖြားနာပြီးတော့ဆုံးသွားတာ။ဝိသခာအဲ့ချိန်မှာယူကျုံမရငိုတယ်နော်။မြတ်စွာဘုရားစီရောက်တဲ့အခါကျတော့အိန္ဒိယရဲ့ထုံးစံအရာလေအတုပပို့တဲ့အခါမှာသဘင်ကလည်းအဆူအဝတ်ကလည်းအဆူ အကောင်လုံးအစုံနဲ့ဖះစီရောက်သွားတော့ဖះကဘာဖြစ်လို့လဲလို့ဆိုတော့အာကိုရတဲ့မြီးမြီးမကလေးဆုံးသွားတယ်။သူကတိတ်အာကိုရတယ်ပေါ့။မြတ်စွာဘုရားက ဟောတယ်။အေးငါဟောထားတာသင်္ခါရတရားဆိုတာဘယ်မှမမြဲဘူး။ဖြစ်ပြီးရင်ပြတ်မှာပဲဆိုတာမသိဘူးလားလို့ဆိုသိပါတယ်ဗျာတဲ့။ဒါပေမဲ့ဒီမြီးမလေးကအလွန်လိမ့်ပါတယ်ဗျာတဲ့။ တပည့်တော်နဲ့ကုသိုလ်ကောင်းမှုလုပ်တဲ့ကဝေယဝိဆာတူတူလုပ်ဖို့မို့တပည့်တော်ယူကျုံမရဖြစ်ရပါတယ်ပေါ့ဒါဖြင့်အဲ့ဒါလိုမြည်မာလေးနောက်ထပ်ရရင်ရောယူအောင်မလားလို့ပြောတော့ယူအောင်မယ်တဲ့အဲ့ဒါမျိုးရမယ်ဆိုရင်နောက်ထပ်ရချင်တယ်တဲ့အဲ့ဒီမှာမြတ်စွာဘုရားကအေးလောကမှာချစ်ခင်တဲ့လူတယောက်ရှိရင်ဒုက္ခတယောက်ရှိတယ်လို့မှတ်တယ်ချစ်ခင်တဲ့လူတရားရှိရင်ဒုက္ခတရားရှိတယ်လို့မှတ် ချိတ်ခင်တဲ့လူတထောင်ရှိရင်ဒုက္ခတထောင်ရှိတယ်လို့မှာလောကမှာဒုက္ခကိုဒုက္ခလို့ထင်နေကြတယ်တဲ့လှည့်စားမှုခံနေကြရတယ်လို့ဒီလိုဟောတာဟုတ်ကဲ့လားအေးဒါကြောင့်မို့တရားချိတ်ခင်သူတော်ရှင်ပြိဋ္ဌတ်တို့လည်းကိုယ့်ဘဝကိုဆင်ញင်သုံးသပ်ကြဖို့ပါတို့ဟာတဘာဝတရားတွေလှည့်စားမှုကိုခံနေကြရသလားဝိပ္ပန္နတလို့ခေါ်တဲ့အထင်မှားမှုတွေမြင်မှားမှုတွေအတိမှားမှုတွေတို့မှာ လွှမ်းမိုးခြင်းကိုခံနေရသလားလို့ကိုယ့်ကိုဆင်ခြင်သုံးသပ်ပြီးတော့တဘာဝအမှန်ကိုမြင်တတ်ဖို့ပါခုနကမြတ်စွာဘုရားကတာယာဝယ်မကောင်းတဲ့အရာဒီတာယာဝယ်ကောင်းတဲ့အသွင်တရံနဲ့မေ့လျော့သူကိုလှိစားတယ်ဆိုတော့မမေ့ရင်တော့မလှိစားဘူးလို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့ကာမဂုဏ်အာယုန်တွေထဲမှာစိတ်ဆိုင်ပြီးတော့နေတာကို မေ့တယ်လို့ခေါ်တာအရက်နဲ့မတူဘူးเนาะ အယက်ကခေါ်တာကတော့ဒါရာကိုမေ့တယ်လို့မခေါ်ဘူး။အိမ်လုပ်ငန်းတွေလုပ်တယ်၊စီးပွားရေးလုပ်တယ်ဒါမေ့တယ်လို့မခေါ်ဘူး။ရသော်ဘုရားကအဲ့ဒါမျိုးကြီးလုပ်နေမေ့တယ်လို့ခေါ်တယ်တဲ့။ကုသိုလ်ကောင်းမှုကိုတတိယမှကာမဂုဏ်အာယုံကိစ္စတွေမှာစိတ်လွတ်ထားပြီဆိုရင်ဒါမေ့တဲ့ပုဂ္ဂိုလ်လို့ဒီလိုပြောတာ။အဲ့ဒါလို့မေ့လျော့နေတဲ့ပုဂ္ဂိုလ်၊တရားပေါ်မရှိတဲ့အရာကလည်းတရားပေါ်ရှိတဲ့အသင်္တရာမုန်းစရာကောင်းတဲ့အရာကလည်းချစ်ခင်ပွဲရအသွင်တရာ ဆင်းရဲဒုက္ခကလည်းဒုက္ခရဲ့အသင်္တရံနဲ့လှည့်စားသွားပါလိမ့်မယ်တဲ့အဲ့ဒီလိုလှည့်စားမှု မခံရအောင်တဘာဝတရားတရားတွေအစစ်အမှန်ကိုသိမြင်ဖို့တတိရှိရှိအတိညာရှိရှိနဲ့ဉာဏ်ဉာဏ်ကြိုးကုပ်အထောက်ဖို့လိုအပ်ပါတယ်တဲ့